တရားရဲမနက်ခင်းလေးတစ်ခုမှာသားမင်းနဲ့အောင်ပန်းချံကိုသွားကြရင်တင်တင်ကကင်းစာယောဂနောက်ဆုံးဆင်မှာတမီးလေးကိကိကတော့ကလင်းပီပီအမေနဲ့အတူသွားရတာကိုပြောလို့နေနေတင်တင်ကဖိလစ်ပိုင်လူမျိုးဖြစ်ပြီးသူမယောက်ျားကတော့ကိုရီးယားလူမျိုးပါယောက်ျားဆုံးပြစ်ခံပြီးတဲ့နောက်တင်တင်ကကိကိကိုတယောက်တည်းပြုထောင်ခဲ့ပါတယ်သူမရှိတော့ရင်ကိကိကိုဆောက်ရှောက်ဖို့ဖိလစ်ပိုင်ကသူ့ရဲ့အဖေကိုဆက်သွယ်ထားရင်တင်တင်ဆုံးမတော့ဦးဝင်းကကိကိလေးကိုခေါ်သွားတယ်ဒီဘက်မှာတော့တင်တင်ရဲ့ညီမအဖြစ်သူအီးကတကောတဲ့အပြိုကြီးအလှဖန်ရင်းရှင်ဖြစ်တယ်အမအဖြစ်သူတင်တင်ကိုလည်းငငယ်ကသူ့ကိုထားသွားခဲ့လို့မဆက်သွယ်ခဲ့လို့စိတ်နာနေတယ် ်အေကကလေးတွေဟာစုညံလွန်းတာအကြောင်းသဘောမချသူလည်းဖြစ်တယ်ခေခေရောက်လာတဲ့အချိန်မှာတော့အမကြီးကြီးနဲ့အကြီးခံရပါရင်ဦးဝင်းကတော့အေကိုဖြောင်းဖြားရှာရင်အေကခေခေကိုမစုညံနဲ့လို့ပြောထားရင်ခေခေကတော့မျက်နှာငယ်လေးနဲ့နေရှာရင်အမေဖြစ်သူတင်းရဲ့ဗီဒီယိုလေးတွေပြန်ကြည့်ပြီးတယောက်တည်းငိုနေရှာရင်မနေ့တော့ခေခေကအခန်းထဲမှာမရှိတော့ပါဘူးအမေဖြစ်သူရဲ့ပျော်အောင်နေမယ်ဆိုတဲ့စကားအကြောင်းတခြားကလေးတွေနဲ့သွားဆော့လို့နေဦးဝင်းကရက်ွက်ရုံမှာသွားခေါ်ရရင်ယုံကမာကြီးကတော့ကလေးကိုဂိမ်းမဆိုင်တာအကြောင်းပြောဆိုရရင်အေကတော့ခေခေကိုတိုးတိုးလေးချိန်ဆနေတယ်အိမ်ရောက်တော့ဦးဝင်းကမိမလေးချိန်နေအောင် ောင်းချော့ရှာတယ်။အင်းနေချင်းသားမီးကလည်းခက်ခဲလေးကိုစကားလာပြောကြတယ်။ငငယ်လေးကအမေဖြစ်သူကဖိလစ်ပိုင်စကားရောကိုရီးယားစကားကိုပါသင်ထားပေးတာကြောင့်တခြားသူတွေပြောတာကိုနားလည်နေတဲ့ခက်ခဲကတော့ဘာမှပြန်ပြောပါဘူး။တကူတော့ညမှာခက်ခဲနဲ့အေးစကားများကြတယ်။ဦးဝင်းကလည်းဒူမာလေးကိုကောင်းကောင်းမဆက်ဆံတဲ့အေးကိုစူပါရင်ကြောင်းမထားရသေးတဲ့ခက်ခဲလေးကိုဦးဝင်းကအေးဆိုင်မှာကြီးခိုင်းထားခဲ့တယ်။ဆိုင်မှာရှိတဲ့မိမကြီးတယောက်ကခလေးမရှိအောင်ကြောင့်ခက်ခဲလေးကိုမွေးစားချင်နေတယ်။ခွင်ထွေးသွားတဲ့အေးကတော့ဒေါ်ဝါတုံးနဲ့စကားသွားပြောတယ်။အေးနဲ့ဒေါ်ဝါတို့ပြောနေတာကိုကြားတဲ့ခက်ခဲကဆိုင်ထဲကနေထွက်သွားတယ်။ဒေါ်ဝါတုံးနဲ့စကားပြောနေတော့အေးစိတ်ပြောင်းသွား ါတယ်သူတူမအပေါ်သနားစိတ်ဝင်သွားခဲ့တယ်အိမ်ပြန်ရောက်တော့ကလေးကိုမတွေ့တဲ့ဦးဝင်ကဘယ်သွားလဲလို့အီကိုမေးတယ်အီကလည်းဦးဝင်လာကြိုသွားပြီလို့ထင်နေတယ်အီရဲ့စကားတွေကြုံလာတာကြောင့်ဒေါ်ဝက်တုတ်ကအီကိုစီလာတယ်သူယောက်ျားကမွေးစားဖို့ခွင့်ပြုကြောင်းလာပြောပြတာဖြစ်တယ်အီတယောက်ကိကိကိုမွေးစားမဲ့အကြောင်းဦးဝင်ရှေ့မှာဒေါ်ဝက်တုတ်မပြောအောင်တားဆီးခြင်းမရလိုက်ဘူးဒါကြောင့်ကျတော့ဦးဝင်ကအီကိုဒေါသထွက်သွားတယ်ကလေးကိုလည်းဘမမမ်းမသိတာကြောင့်အီကလိုက်ရှာတယ်ကစားခွင့်မှာတင်တင်ရဲ့ဗီဒီယိုကြည့်ပြီးငိုနေရှာတဲ့ကိကိကိုတွေ့ပြီးတနာသွားတယ်ကိကိကအီကိုတွေ့သွားခဲ့ပြီးသူ့ကိုဘာကြောင့်သူများစီ ေးပြဖို့လုံနေတာလဲလို့ပြောရင်အောင်းကိုရှာရင်အီကသနာသွားခဲ့ပြီးကြောလေးကိုပုတ်ပြီးနှစ်သိမ့်ပေးလိုက်တော့ရင်ကိကိအတော်တာယာတဲ့မနဲ့ခင်းလင်းပြန်လဲစတင်လာတော့ရင်အီရဲ့အပြုံးကလည်းချိုးလို့နေတယ်သူ့ရဲ့လက်ကိုတွဲပြီးလမ်းလျှောက်နေတဲ့အီကိုကြည့်ပြီးကိကိလည်းပြုံးနေတယ်ဆိုင်ကိုလာတဲ့ဧည့်သည်တယောက်ကိုလည်းအိပ်ပျော်နေတော့ကိကိကသပင်းနေဆိုးပေးလိုက်တယ်အီတွေ့တဲ့အချိန်မှာတော့လက်လွန်သွားခဲ့ပါပြီအီလည်းတနိုင်ဆုံးပြင်ပေးလိုက်တယ်ကံကောင်းထောက်ပစွာနဲ့အမျိုးသမီးကြီးကသဘောကျသွားတယ်ရက်ွက်တွေကဖွားကြီးတွေကလည်းစကားတွေတက်တဲ့ကိကိလေးကိုချစ်ကြတယ်အီကကိကိနဲ့ဦးတင်ဝင်းတို့ကတင်တင်ရဲ့အုတ်ကူစီ အလဲသွားရင်ဆုတောင်းပေးကြတယ်မိုးရွာတော့အတူဆောင်းရင်ပျော်ပါကြတယ်ခိခိလေးကိုကြောင်းထားကြတယ်အီးကလည်းမကြားခင်နိုင်ငံသားကိုသူရှောက်ခဲ့တဲ့လောက်ကရသွားတာကြောင့်သွားရတော့မှာပါခိခိကိုတယောက်ထဲမထားကျဲကျင်လာကြောင်းအီးကဝေခွဲရခံနေတယ်အဝင်းကိုတိုင်ပေမဲ့အစာထဲကသူသဘောမချတဲ့အလုပ်ဖြစ်တာကြောင့်အီးကိုမသွားစေချင်ပါဘူးအီးကသွားမယ်လို့ဆုံးဖြတ်ထားတာကြောင့်လုပ်ဖို့အကင်မက်တွေကလည်းဝမ်းနည်းစွာနဲ့နှုတ်ဆက်ကြတယ်ခိခိကိုစမေးညက်ပေးရင်အတော်ဖြစ်သူနဲ့ခွဲရတော့မှာမို့ခိခိငိုနေတယ်လေငွေရောက်နေပြီဖြစ်တဲ့အီးတယောက်စိတ်ပြောင်းသွားတယ်ခိခိကိုစောင်းရှောက်တော့မယ်လို့ဆုံးဖြတ်ပြီးကြောင်းမှာဖိလစ်ပိုင်ရိုးရအကာပွဲဖြော ါပေမဲ့ KKC လိုက်သွားပြီးအားပေးတယ်။အင်းကိုတွေ့တော့ KK လည်းအားထက်သွားခဲ့ပြီးပျော်ရွှင်စွာကရင်ညပါတီကျင်းပနေတော့ KK ရဲ့အဖေဆိုသူမောင်ရှင်းရောက်လာပါရင်အဝင်းနဲ့အင်းကိုပါတောင်းပန်ပြီးသူဟာတင်တင်နဲ့ KK လေးကိုဆွန့်ပစ်ခဲ့တာမဟုတ်ပဲပြင်းထန်တဲ့ကားတိုင်မော်တစ်ခုဖြစ်ခဲ့ကြောင်းရှင်းပြတယ်။ KK လေးကိုလည်းသူစောင့်ရှောက်ပါမယ်လို့ကတိပေးတယ်။ KK နဲ့ခွဲရတော့မှမို့အင်းလည်းငိုတော့တယ်။မောင်ရှင်းကလည်းစေမကောင်းဖြစ်သွားပြီးကိုရီးယားမပြောင်းခင်အထိ KK ကိုပေးတွေ့ပါတယ်။သူကိုယ်တိုင်လည်းအားလုံးနဲ့ရင်းနှီးသွားတယ်။ KK ပြန်တော့အားလုံးနဲ့ပျော်ရွှင်စွာနှုတ်ဆက်လိုက်တယ်။ကဲပရိသတ်ကြီးတို့ရင်အပြိုကြီးဆိုတာလည်းအသွေးနဲ့အသားနဲ့ဒီဆောင်ထားတဲ့ခန်းစား တတဲ့လူပါပဲအပြိုကြီးမှလည်းချင်တာတတဲ့အသည်းနဲ့ပါဒါပေမဲ့အပြိုကြီးကိုကျူမယ်ဆိုရင်တော့စိတ်ရှုပ်အောင်တော့သွားမလို့မိစေနဲ့နော်အဆုံးနေကြည့်ပေးလို့ကျေးဇူးတင်ပါတယ်